မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငလင်းလုံးဒီအချိန်မှာရဟနာပုဂ္ဂိုလ်များမြည်တို့မတုံမလုံပုံနဲ့မတုံမလုံအောင်ဒီကိလေသာကိုမိခဲ့တို့အနိုင်ယူရမည်ဆိုသည့်အကြောင်းကိုကျော်ဖျားတော်ရဆရာတော်၏သုံးမဩဝါဒစကားများကို ပြန်လဲပြောကြားပေးထားပါသည်တရားထိုင်တဲ့အချိန်ငလင်းလုံးတာ ငငယ်ကပခတ်ထဲမှာအေးရသလိုပဲချမ်းသာလာတယ် ပကက်စီးပြီးတရားထိုင်ရတယ်လို့ခံစားရတယ်။လူတွေကအေးရင်မဲ့တယ်လို့တရားကိုမဲ့မယ်ဆိုရင်ကိလေသာကင်းခြင်းချမ်းသာကိုခံစားရနိုင်တယ်။ဒါကြောင့်ငငယ်ကအေးရင်မဲ့တယ်လို့မျိုးအခုတရားထိုင်တဲ့အချိန်မှာတနာကုံရာတနာကင်းရာချို့ရာငိမ့်ရာမဆွဲလန်းရာအကျွင့်မဲ့မတုံမလို့တည်ငြိမ်ရာတရားကိုမဲ့ရမယ်။မဲ့မဲ့မမောရှိရမယ်။အေးရင်မဲ့တယ်လို့မျိုးမဲ့မဲ့မမောရှိရမယ်။ ဒါကြောင့်ခန္ဓာနဲ့တကွလောကရေးရာတွေအားလုံးကိုပယ်ဆွေတဏှာဤဟူသောတရားမှထွက်ကာတဏှာကင်းရာနိဗ္ဗာန်ကိုအာရုံပြု၍ဂုဏ်တော်တို့ကိုပွားများနေရမယ်ခန္ဓာနဲ့တကွလောကရေးရာတွေအားလုံးကိုပယ်ဆွပြီးစောင့်ရှောက်မှုတွေမရှိရာတောင့်တမှုကြောင်းကြမှုကင်းရာတဏှာကုံရာတဏှာကင်းရာချုပ်ရာငြိမ်းရာအကျွဲ့မဲ့မတုံမလုတ်တည်ငြိမ်းရာမဆွဲလန့်ရာလွတ်မြောက်ရာဒီအာယုံလေးကလွယ်လို့ကျန်တာပါတိုင်မှုမှမရှိဘူးဟူနှလုံးသွင်းရမယ်ဒါကိုရဲ့ ပုံမိမှန်ပဲလို့နှလုံးသွင်းမှုတွေပါနေရမယ်။အဲ့လိုမျိုးဆောင်းရှောက်မှုတွေမရှိခြင်းသဘောတောင်းတမှုကြောက်ကြမှုတွေမရှိခြင်းသဘောတနာကုန်ခြင်းသဘောတနာကင်းခြင်းသဘောချုပ်ခြင်းငြိမ်းခြင်းသဘောမဆွဲလန်းခြင်းသဘောလွမြောက်ခြင်းသဘောအကျွမ်းမဲ့မတုံမလုံတည်ငြိမ်နေခြင်းသဘောဖြစ်နေတဲ့ဒီအာယုံကိုမြည်၍ဆွဲ၍အကြောင်းပြု၍ထိတွေ့၍အာယုံပြု၍ဂုံတော်တို့ကိုပွားများနေရမယ်။အဲဒီလိုအာယုံကိုငငယ်ကအေးအေးမက်သလိုမျိုးမမမောရှိရမယ်။ ဒီအယုံလေးမှာညနေခြိုက်ခြိုက်အိမ်မောကြနေရမယ်အဲ့ဒီတိုင်းကျင်ရမယ်ကြောက်ပြာအနာဂရမုနိအတ္တဟိအတ္တနာထောကောဟိနာထောပရောတိယဖရာလောင်းဇနကမင်းကြီးနန်းစည်းစိမ်ကိုစွန့်ပြီးတောထွက်တော့တိုင်းပြည်မှာမိရီလောင်တယ်တပုံထတယ်အာနာသိခံရတယ်ရွာတွေကိုဓမြတွေဝင်တိုက်ကြတယ်ပြည်သူတွေငိုတယ်ကိုကိုရမရှိတော့ပါဘူးဆိုပြီးမူးမက်နေမိဖုရားမောင်မမိတ်တန်တို့ကနောက်တစ်ခေါက်လိုက်တယ် ရာဇပရိယေတွေဖြင့်အမျိုးမျိုးလဲပြားကြတယ်။ဒါပေမဲ့ဘုရားလောင်းက မတုံ့လောက်ပါဘူး။ကိုလန်းကိုဆက်လျှောက်သွားပါတယ်။ကိုလို့ကိုဆက်လှုပ်သွားပါတယ်။ကာမလောကကြီးကိုဆွန်သွားပါတယ်။ဒါကြောင့်တရားသမားဆိုတာကိုတော်ဝင်ကို ကြည်ရမယ်။မဆိုင်တာတွေဘာနဲ့မဆိုင်တာတွေမပြောနဲ့။မဆိုင်တာတွေမလုပ်နဲ့။လောကကကိုနဲ့မဆိုင်တော့ဘူး။ကိုလို့ကိုတီးပါ။ကိုတော်ဝင်ကိုကြည်ပါ။ကိုလို့ကိုမတီးကိုတော်ဝင်ကိုမကြည်ရင်ပြဿနာရှိပါတယ်။ဒါကြောင့် ကာမလောကကနေအကျွင်းမဲ့လွတ်မြောက်အောင်ကြိုးစားပါဒီရွယ်ချက်ပန်းနိုင်ကိုမေ့သွားလို့မရပါဘူးဘာကြောင့်လဲမှဒီကာမလောကကြီးတဲ့ပြောင်းပွဲမှာနဲ့ကာမလောကကနေထွက်ပါအဓိသီလအဓိစိတ်ဓာအဓိပညာတို့ကိုပွားများရေးထွက်ပါဝိမု ക്തി ကို မြမပြုရေးထွက်ပါကာမဆိုတာဝတ္ထုကာမကိလေသာကာမတက်ဝတ္ထုကာမဆိုတာလူရှိရဲ့နှစ်သက်နှလုံးကိုပွားစေတဲ့ကာမဂုဏ်ဖြစ်လဲဆက်တဲ့တဆွန်းပွဲရာလဲရှိတဲ့ အစင်းအတန်အနံ့ရတာအတွေ့အထိသဘောတရားတွေဖြစ်တယ်။ဇနီးမယားသမီးသားဥစ္စာဖြစ်စီရွှေငွေမှတ်ပုံနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးစာဝတ်နေရေးအသက်ရှင်ရေးတည်ရေးအလိုရှိရနှစ်သက်နှလုံးကိုပွားစေတဲ့အကမ္မခွန်ပြည့်လဲဆက်တဲ့တဆွန်းပွဲရလဲရှိသောမိမိအသက်ခန္ဓာအစရှိသည့်တဏှဥပါဒံတို့၏အာရုံဖြစ်သောဆွဲလန်းပွဲဥပါဒံနဲ့ခန္ဓာ၅ပါးနှင့်ကိလေသာကာမဆိုတာအလိုရှိတဲ့သောတရားလိုချင်တဲ့သောတရားကာမတဏှာ လောဘဆန္ဒဒါရီကိုကာမလို့ခေါ်ပါတယ်။လောကကြီးကမင်းကိုမီးတွေလောင်ပြနေဦးမှာပါ။ယောဂတွေဖြစ်ပြနေဦးမှာပါ။ရေတွေကြီးပြနေဦးမှာပါ။ငလင်တွေလှုပ်ပြနေဦးမှာပါ။တပုံထားပြနေဦးမှာပါ။အာနာသိမ့်ပြနေဦးမှာပါ။ရွာတွေကိုဓမြဝင်တိုက်ပြနေဦးမှာပါ။ကိုယ်ဝယ်ရမရှိတော့ပါဘူးဆိုပြီးမင်းမူးမတ်နဲ့မိဖုရားမောင်မမိဇံတို့ကမင်းတော့ကိုတစ်ခေါက်လိုက်ပြနေဦးမှာပါ။ရာဇပရိရဲ့ဖြင့်အမျိုးမျိုးလှည့်ပြကြနေဦးမှာပါ။လောကကဒီတိုင်းပဲ။ ပုံစံမျိုးစုံဖြစ်ပြနေဦးမှာပါ။ဒါပေမဲ့ဘုရားလောင်းကမတုံမလို့တို့လိုမျိုးကိုလန်းကိုဆက်လျှောက်သွားသလိုမျိုးထွံ့မြောက်ရထွံ့မြောက်ကြောင်းကိုသာဆက်လုပ်သွားသလိုမျိုးတန်တရားဝတ်စင်ရဲ့ကရုံထွက်မိသူကမတုံမလို့ကိုလန်းကိုဆက်လျှောက်ပါထွံ့မြောက်ကြောင်းထွံ့မြောက်ရကိုလို့ကိုသာဆက်လုပ်ပါမဆိုင်နာတွေဝင်မပါပါနဲ့မဆိုင်နာတွေဝင်မပြောပါနဲ့မဆိုင်နာတွေဝင်မလုပ်ပါနဲ့မဆိုင်နာတွေဝင်မခံစားပါနဲ့လောကကကိုနဲ့မဆိုင်တော့ပါဘူးကိုလို့ကိုမသိကိုတော်ဝင်ကိုမကျင်းပြဿနာရှိပါတယ် ဒါကြောင့်ကာမလောကကနေအကျွင်းမဲ့လွတ်အောင်ကြိုးစားပါရည်ရွယ်ချက်တွေပန်းနိုင်တွေကိုမေ့သွားလို့မရပါဘူးဘယ်ကြောင့်လဲမှာကာမလောကရဲ့ပြည့်မွေမှာ ਨੇ ကာမလောကကနေထွက်ပါအတိသီလအတိစိတ်ဓာအတိပညာတို့ကိုပွားများရထွက်ပါဝိမုတ်တိကိုမြမပြည့်ရထွက်ပါဘဝခတ်သိမ်းချိုးပြညင်ရလမ်းစဉ်ကိုသာရှောက်ပါကျန်တာတွေကမထူးပါဘူးတတန်တရာလုံးကြုံခဲ့ပြီးသားပါပြီကြောက်ဖျားအနာဂရမုနိအတ္တဟိအရဏနာထောကောဟိနာထောပရောတိယာ